မီးမရှိဟိုတယ်မရှိပေမဲ့လူတွေအသေးအံသွားနေကြတဲ့ကြောင့်မီးမရှိဘူးဇိုင်းငံဟိုတယ်တွေမရှိဘူးရေချိုးကန်းအိမ်သာအကောင်းစားတွေမရှိဘူးဒါပေမဲ့ဒီနေရာကိုကဘာရဲရဲကလူတွေဘာလို့များအသေးအံသွားခြင်းနေကြရလဲဟုတ်ပါပြီကဘာပေါ်မှာဒုက္ခပုံဆိုတဲ့စကားလုံးနဲ့အလိုက်ဖတ်ဆုံးနေရာကိုပြပါဆိုရင်တော့အခုမြင်နေရတဲ့ဖိလစ်ပိုင်နိုင်ငံကကလန်ကာမန်ဆိုတဲ့ကျွန်းလေးကိုပဲလက်ညှိုးထိုးပြရမှာဖြစ်ပါတယ် ပင်လယ်ပြင်ကျဲကြီးရဲ့အလေတဲ့ဘာအကာအကွယ်မှမရှိပဲထီထီကြီးတည်ရှိနေတဲ့ဒီကျွန်းလေးကိုအပေါ်စီးကနေကြီးလိုက်မယ်ဆိုရင်ငှက်တကောင်အတောင်ပံဖြတ်ပြီးပြန်တန်းနေတယ်လို့ပုံသဏ္ဍာန်ရှိတာကြောင့်သူကိုခလန်ကာမန်လို့ခေါ်တာဖြစ်ပါလိမ့်ဒီကျွန်းရဲ့ဆွဲဆောင်မှုအရှိဆုံးလူတွေယူသွမှုအရှိဆုံးအရာကတော့ပင်လယ်တွေကိုမိုင်ဝက်လောက်ထိုးထွက်နေတဲ့အဖြူရောင်သဲတောင်မြင်ရှိကြီးဖြစ်ပါလိမ့်ဒီနေရာမှာလူချင်းမဲလန်းရှားလိုက်တဲ့အခါဘယ်ဘက်ကိုကြည့်ကြည့်ညာဘက်ကိုကြည့်ကြည့်အစုံအစမရှိတဲ့ပင်လယ်ပြပြကြီးကိုပဲမြင်ရမှာပါ။ ။ခန်းစားရတာကတော့ဂုံးမြေပေါ်မှာလမ်းလျှောက်နေရတာမဟုတ်ဘဲပင်လယ်ရေပြင်ပေါ်မှာလမ်းလျှောက်နေရသလိုမျိုးပါပဲ။ရေကြည်လင်မှုကတော့ပြောစရာမလိုပါဘူး။ဖန်ခွက်ထဲရေထဲထားသလိုကြည်လင်လွန်းအားကြီးလို့ရေအောက်ကတဲပွင့်လေးတွေကအစာအကုန်မြင်နေရမှာပါ။တင်စားပြီးပြောမယ်ဆိုရင်တော့လူကြီးမင်းရဲ့အနာဂတ်ထက်တောင်ပိုပြီးရှင်းလင်းနေမှာဖြစ်ပါလိမ့်။ဒီလိုနေရောင်ခြေနှွေးနှွေးလေပြင်းအေးနဲ့တဘာဝတရားကြီးကဖန်ပြီးပေးထားတဲ့ရှုခင်းကလူကြီးမရဲ့စိတ်ဖိစီးမှုမှန်သမျှကိုရင်းနေစေးချလိုက်တယ်လို့ပြောကြွယ်သွားစေမှာပါ။ ဒါပေမဲ့အလှတရားဆိုတာပေးဆက်မှုနဲ့တော့ယဉ်နီရပါလိမ့်။ဒီကျွန်းရဲ့အလှကိုအပြေအဝခန်းစားခြင်းတော့လူကြီးမင်းရဲ့တက်တောင့်တက်တာနေခြင်းနဲ့စိတ်ကိုအရင်ဆွလုခဲ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီကျွန်းပေါ်မှာ resort ရဲ့လို့မရှိပါဘူး။ညာအချိန်တဲတောင်မြေပေါ်မှာတဲထိုးပြီးတော့အေးရမှာဖြစ်ပါလိမ့်။လျှက်စင်မီလည်းမရှိပါဘူးဆိုလာမီလောက်ပဲရတာဖြစ်လို့ညဘက်ဆိုရင်မောင်းမင်းနေမှာပါဘလောက်တောင်မောင်းတယ်လဲဆိုရင်ချစ်သူမရှိတဲ့လူကြီးမင်းရဲ့အသေးကွဲနေတဲ့ညရီအတိုင်းတိတ်ဆိတ်ပြီးမောင်းမိုင်းနေမှာဖြစ်ပါလိမ့် ဒါပေမဲ့အဲ့ဒီအမောင်တူးကပဲဒီကျွန်းရဲ့တကယ်အလှကိုဖော်ပြပေးနေပြန်ပါလိမ့်။မီးရောက်နေမရှိတဲ့အတွက်ခေါင်းမော့ကြည့်လိုက်တာနဲ့ခေါင်းငယ်တစ်ခုလုံးမှာဂျယ်ရင်းစုံနေတာကိုမြင်ရမှာပါ။မီကီဝေးကြီးကိုတာမန်မျက်စိနဲ့ကြည့်ခွင့်ရမယ့်အခွင့်အရေးပါ။တကယ်လို့များသူမနဲ့အတူတူဂျယ်ကြည့်ခဲ့ဖို့တဲ့အချိန်တွေကိုပြန်တရီရခြင်းရင်ဒါမှမဟုတ်သူမကိုလွယ်နေစိတ်တွေကိုဖြည့်ဖြောက်ခြင်းရင်တော့ဒီကျွန်းရဲ့ညတွေကလူကြီးမင်းအတွက်အကောင်းဆုံးအဖော်မုံတွေဖြစ်လာမှာပါ။နောက်ပြီးဒီဒုက္ခပုံစီကိုသွားဖို့ကလည်းမလွယ်ကူပါဘူး။လေရင်စီကားစီ ပြီးရင်လှေထပ်စီးရတဲ့အစင်းစင်သောခရီးကြမ်းကိုဖျက်တမ်းရမှာဖြစ်ပါသည်။လူကြီးမင်းနေနဲ့မနီလာသို့မဟုတ်စီဘူးကိုအရင်သွားအဲဒီကနေပြီးတော့ဒါဂလိုဘန်ကိုလေရင်ထပ်စီးပြီးရင်ကောင်းကောင်းပြီးရင်တော့ဖာလန်ဖုံဆိုတဲ့မျိုးကနေပြီးဆက်လီစီးပြီးတော့မှဒီကိုရောက်မှာပါ။ပြောရရင်တော့ကျွန်းစီကိုသွားဖို့အတွက်ကြိုးစားရတာကဒမရဲ့အချစ်ကိုရဖို့ကြိုးစားရတဲ့လောက်တော့မပင်မမှုလို့ထင်ပါသည်။သတိထားရမယ့်အချက်ကတော့ဒီကျွန်းကလူဦးရေကန့်သတ်ချက်ရှိပါသည်။ တဘာဝပဝင်းချင်းကိုထိမ့်သိမ်းမှုအတွက်တရက်ကိုဧည့်သည်အယောက်900ပဲလက်ခံတာမို့ဂျိုတင်ဘိုကင်မလုထားရင်တော့သွားခွင့်ရမှာမဟုတ်ပါဘူး။ဆိုင်ကြီးကနာကြီးတွေမရှိတဲ့အတွက်ကိုစားမဲ့အစားတောင်းနေတောက်ရီကိုမြို့ပေါ်ကနေတပါးလေးဝေသွားရမှာဖြစ်ပါလိမ့်။ရေတံမှုမိကြံခဲ့ရင်တော့ပင်လေရေငငယ်နေတောက်ပြီးတော့အသက်ဆက်ရမယ်ဂိမ်းလေးဆိုင်နိုင်ပါလိမ့်။ဒါပေမဲ့လေဒီလောက်လာပါပြီးတော့တဘာဝအတိုင်းကြံရှိနေသေးတဲ့နေရာမျိုးကိုဘဝမှာတစ်ခါလောက်တော့အရောက်သွားကြည့်သင့်ပါလိမ့်။ ဒီကြောင့်မှရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို Facebook မှာတင်လိုက်ရင်လူကြီးမင်းရဲ့အစားဟောင်းလေးကတော့မှငါ့ကိုမခေါ်ဘဲတယောက်တည်းပြောနေပါလားဆိုပြီးမနာလိုတော်ဖြစ်သွားနိုင်လောက်တဲ့အထိလှပလွန်းလို့ပါပြီ။ဒါကြောင့်မလို့လူကြီးမင်းနေနဲ့လူတွေနဲ့ဝေးရလျက်စစ်မျိုးတွေနဲ့ဝေးရအင်တာနက်လိုင်းနေနဲ့ဝေးရကိုထွက်ပြေးခြင်းနဲ့ဆိုရင်တော့ဖိလစ်ပိုင်နိုင်ငံကဒီကာလာမန်ကဂျွန်းလေးကိုသာရွေးချယ်လိုက်ပါ။တခုတော့မပါရစီ။ပါဝါဘန်ကြီးစားတစ်လုံးယူသွားဖို့တော့မမေ့ပါနဲ့။မဟုတ်ရင်တော့အဲ့ဒီမှာဓာတ်ပုံရိုက်ဖို့ဖုန်းအားမရှိဘဲအထီးကျန်ပြီးအထန်ကြီးဖြစ်သွားနိုင်ပါလိမ့်။